အာဏာတင်ထားတဲ့စစ်တပ်ကပြည်လုံးမဲ့ရွေးကောက်ပွဲဆိုတာတော့သူတို့အတွက်နိုင်ငံရေးထွက်ပေါက်သူတို့တွင်ဆင်ထားတဲ့နိုင်ငံရေးဖဲချိုးမဲ့ရွေးကောက်ပွဲဖြစ်တယ်လူတက်ပြီးမှနေနေမိရှုပ်ပြီးမှနိုင်ငံကောင်းဆောင်တွေကိုဖမ်းဆီးပြီးမှပြည်သူကိုအနိုင်ကျင့်ဆော်ကားပြီးမှလုံးမဲ့ရွေးကောက်ပွဲဒီတော့ကျွန်တော်ပြည်သူတယောက်အနေနဲ့ပြောချင်တာကတော့ ကျွန်တော်တို့ကစစ်တက်လုံးမဲ့အာနာတိန်စစ်တက်ပြုလုံးမဲ့ရွေးကောက်ပွဲမှာမဲထဲအဖို့အတွက်အိမ်မက်တောင်မဲ့စိတ်ကူးလည်းမရှိဘူးဒီတော့ပြောချင်တာကစစ်တက်ကလူတက်ပြီးမှလုံးမဲ့ရွေးကောက်ပွဲဟာသူတို့ရဲ့နိုင်ငံရေးထွက်ပေါက်ပြည်သူအတွက်ကထောင်ချောက်ဖြစ်တယ်ရွေးကောက်ပွဲကလုံးဝကျွန်တော်တို့အတွက်ဖြည့်ရှင်းနေမဟုတ်ပါဘူး ကအတူရောင်ရွက်ကပွဲကိုဆင်နွှဲမဲ့ဟာကိုကျမတို့ကလုံးဝလုံးဝမကြိုက်ပါဘူး။ဘာလို့လဲဆိုတော့သူတို့မှာပြည်သူမှာလုံးဝမှာပြည်သူပဲမှာမရက်တီပဲနဲ့သူ့ရဲ့အာဏာတည်မြဲဖို့ရာအတွက်လှုပ်ဆောင်တဲ့ဒီရွက်ကပွဲဖြစ်တဲ့အတွက်ကျမတို့အနေနဲ့ဆိုလို့ရှိရင်သူတို့ကအာကျမတို့အနေနဲ့ဆိုရင်ထွက်ပေါက်မဟုတ်ဘူး။ထောင်ချောင်ကြီးဖြစ်နေပါတယ်လို့ အခုအာနာရှင်စင်ကောင်စီရလုံးမဲ့ရွေးကောက်ပွဲကိုလုံးဝလုံးဝလက်မခံပါဘူး။ဘာကြောင့်လက်မခံရလဲဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူ့ဘက်ကိုမကြည့်ဘဲနဲ့သူတို့အာနာတည်တန်းဖို့သူတို့လှုပ်ရှင်ရလှုပ်ရဖို့သူတို့မိသားစုတွေကောင်းဖို့အတွက်လှုပ်တဲ့ရွေးကောက်ပွဲဖြစ်နေတဲ့အတွက်သူတို့အတွက်ထွက်ပေါက်ကျွန်တော်တို့အတွက်ထောင်ချောက်ဖြစ်နေလို့ကျွန်တော်တို့လုံးဝလက်မခံနိုင်ပါဘူး။ လက်မခံပါဘူး။လုံးဝလက်မခံပါဘူး။ပြည်သူရဲ့အာဏာကိုလွဲသုံးစားလုပ်ပြီးတော့ပြည်သူတွေတက်ဖြတ်နေလို့စစ်အာဏာရှင်စနစ်ကိုလုံးဝကိုသဘောမကျလို့ဒီကောင်စီကကျွန်တော်တို့ရဲ့နိုင်ငံကောင်းဆောင်ကိုထောင်သွင်းကျင်းချလာပါလေ။ကောင်းနေလုံးမဲ့ရွေးကောက်ပွဲလည်းအတူရောက်တာဖြစ်ပါတယ်။ဒီတော့ကြောင့်ကျွန်တော်တို့လုံးဝလက်မခံပါဘူး။ဒါမျိုးလာမလို့နဲ့ကျွန်တော်တို့တော့လုံးဝလက်မခံနိုင်ဘူး။ ဒီရေကောက်ဘွဲကမရောက်လိုက်စိတ်ကြိုက်ပြုတ်ထားတဲ့အတူရောက်ရေကောက်ဘွဲတာဖြစ်တယ်ဒါကြောင့်ဒီရေကောက်ဘွဲလုံးဝလက်မခံနိုင်ပါဘူး